ကိုယ့်ရဲ့ Gmail အကောင့်ရဲ့ password မေ့သွားတာတို့ Facebook password မေ့သွားတာတို့ကိုပြန်ကြည့်လို့ရတဲ့နည်းလေးကိုကျွန်တော်ပြောပြပါမယ်။ပထမဦးဆုံးကျွန်တော်တို့ Chrome ထဲကိုဝင်လိုက်ပါမယ်။ Chrome browser ထဲကိုဝင်မယ်။ဝင်ပြီးရင်ဒီဘက်ကအဆက်30ကိုနှိပ်ပါမယ်။နှိပ်ပြီးတာနဲ့ဒီမှာ setting ဆိုတာရှိပါတယ်။ setting ထဲကိုဝင်မယ်။ setting ထဲကိုဝင်ပြီးရင်ဒီမှာ password manager ဆိုတာရှိပါတယ်။အဲဒီဟာလေးကိုဆက်နှိပ်ပါ။ဆက်နှိပ်တာနဲ့ကျွန်တော်တို့ဒီမှာ google.com ဆိုတာရှိပါတယ်ဒါ gmail account ကိုပြန်ကြည့်တာပါဒါကတော့ facebook.com ဒါ facebook password ကိုမေ့ဝိုင်းရင်ပြန်ကြည့်လို့ရပါတယ်ကျွန်တော်က google ထဲဝင်ပြပါမယ် google ထဲဝင်ပြီးတော့အဲဆို password တောင်းပါတယ်ကိုဖုန်းရဲ့ password ထည့်လိုက်ပါဒါမှမဟုတ် fingerprint ကိုနှိပ်လိုက်ပါအဲ့ဒါဆိုရင်ဒီမှာကို account တွေပေါ်လာပါပြီအဲ့ဒါမှာကို account ရဲ့ password ကိုကြည့်လို့ရပါတယ်ကျွန်တော်တို့ဒီမျက်လုံးလေးကိုနှိပ်ပြီးနှိပ်လိုက်တာနဲ့ကျွန်တော်တို့ account ရဲ့ password ကိုကျွန်တော်တို့မြင်ရပါလိမ့်မယ်ဒါကလည်းအဲဘလို့ပြန်ကြည့်လို့ရတာလေဆို ပြန်ကြည့်လို့ရတာကလည်းကျွန်တော်တို့ပထမဦးဆုံးအဲ့လိုအကောင့်ဖွင့်တဲ့အခါမျိုးတွေမှာအကောင့်ကိုထည့်တဲ့အခါမျိုးတွေမှာကျွန်တော်တို့ set to google ဆိုတာလေးကိုနှိပ်ထားဘူးမှသာလျှင်ဒီထဲမှာပေါ်မှာပါတကယ်လို့ကိုကနှိပ်မထားဘူးဆိုရင်ဒီထဲမှာ password လည်းမမြင်ရပါဘူးအကောင့်လည်းရှိမနေပါဘူးကျွန်တော်ကတော့ဒါတွေကိုအမြဲတမ်းဟော set ထားတာမို့လို့ဒီ google မှာဒါတွေကိုတင်ထားပေးခြင်းဖြစ်ပါတယ်အားလုံးအဆင်ပြေကြပါစေ